Hi ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို YouTube ဆောင်ပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ် March 14ရက်နေ့ရဲ့မနက်ပိုင်းသတင်းစုသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတူသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှာတော့သတင်းတူတွေမြောက်မြောက်စွာရှိနေတယ်အဲ့တော့ကျွန်တော်အရင်ဆုံးသတင်းတူတွေပါတယ်ဒီ Loyal Tuition သတင်းကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ရန်ကုန်မန္တလေးလမ်းဟောင်းတွင် ARD အမှတ်3တက်ရင်မှ PDF ရဲဘော်များကလမ်းပိုင်းစစ်ဆေးရေးပြုလုပ်ပြီးစစ်ရေးအခြေအနေများကိုပြည်သူများနဲ့တင်ပြဆွေးနွေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။ ောက်တဲ့သတင်းတစ်ပုတ်ကတော့ RSS သတင်းကောင်းဖြစ်တယ်။အုတ်ဖုံမြို့နယ်ဝိုင်းရွာ Yes Scan ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဖက်မှ15ဦးမြေဩဇာဖြစ်ပြီး Yes Scan လက်နက်ကြီးထိမှန်ပြီးမိလောင်ပြကြသွားတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်နော်။အဲ့ဒါကတော့ဘကိုးတိုင်းအုတ်ဖုံမြို့နယ်ဝိုင်းရွာ Yes Scan ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဖက်မှ15ဦးသေဆုံးပြီးလက်နက်ကြီးထိမှန်ပြီး Yes Scan တစ်ခုလုံးပြမိလောင်ပြကြခဲ့ကြောင်းတာယာဝတီ KI စစ်ရေးတာဝန်ခံရဲဘော်တစ်ဆာကပြောပါတယ်တဲ့။ကဲဒါတော့သတင်းကောင်းပါပဲနော်။ စကန်ကိုအလေးငိုက်ဝင်တိုက်လိုက်တော့ဒီကောင်နဲ့ပြစ်စီချင်မရလိုက်ဘူးပေါ့တဲ့စကန်မိလောင်သွားပြီးတော့ဖရိုဖျက်ဖြစ်သွားပြီးစစ်ခွေး5ကောင်တည်တယ်စစ်ကူအင်းကအလုံးကြီးနဲ့တက်လာပြီးစစ်ခွေးအလောင်းတွေကိုဖောကားနဲ့တိုက်ထုတ်သွားတယ်တဲ့စကန်တစ်ခုလုံးပြာကျသွားတာတိုက်ပွဲက2နာရီလောက်ဖြစ်သွားတယ်အဲ့ဒီရဲစခန်းမှာတက်ကူတွေရောက်လာနိုင်တဲ့လမ်းနဲ့နီးတဲ့အခါကျတော့အင်းကအလုံးကြီးနဲ့ဝင်လာတာကျွန်တော်တို့လက်နက်တွေမကောင်းနိုင်ခဲ့ပဲမကောက်နိုင်ခဲ့ပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်တဲ့ ောက်ထပ်သတင်းတစ်ပုဒ်ကလည်းရေဒါရှိရင်ဘုံလာကျဲသောစစ်တပ် drone ကို PDF ကပြစ်ချပြီးတည်ယူလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါရဲ့နော်ဒီလိုမျိုးပေါ့နော်ဘုံလာကျဲတဲ့ drone တွေကိုတော့ပြစ်ခတ်နိုင်တဲ့အနေအထားဖြစ်သွားပြီနော်အဲ့တော့ဘယ်လိုမျိုးပြစ်ခတ်ခဲ့လဲဆိုတဲ့ဟာတွေဒီ drone တွေကိုတည်လာတဲ့ရဲဘော်တွေပြီးလို့ချက်လောက်ကြည့်ကြအောင်နော်လေကြိုးရစီပါလေဟုတ်ကဲ့ပါဒါကြီးကြိုးရတော့ဒါလေးရလာတယ် ကြည့်လိုက်ပါကြာလေးရလာတယ်ဘိပြလေးတကောင်ဘန်းသားရပါလေဘိပြလေးတကောင်ဘိပြလေးဘိပြလေးတကောင်ရလာပါတယ်လို့နော်မင်းအောင်လိုင်းကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်တို့လူတန်းနဲ့တွေ့ရရန်ကျေးဇူးတင်ပါတယ် Thank you ညာရေးတင်ပါတယ်လို့ကျေးဇူးကျေးဇူးတူးတူးပါတယ်လို့နော် ဒီပါပါဒါချေစစ်ပြီးရောအဲဒါချေစစ်ပြီးဒါလေးနဲ့ဒါလေးနဲ့ဒါလေးနဲ့လေဒါလေးနဲ့ဟောမာနော်စနိုက်ပါနဲ့ပြစ်တယ်နော်ကဲစီပါအောင်နော်လိုစနိုက်ပါနဲ့ပြစ်နိုင်တဲ့အနေထားဆိုတော်တော်လေးကိုတော်တော်လေးကိုလက်စွမ်းထက်နေပြီပေါ့နော်ယူပါမယ်နော်ဟယ်လို ပြောလိုက်ပါဦးဘာကြီးကိုကျေးဇူးတင်ပါတယ်လို့လိုအပ်နေကြပြီအခုလိုမျိုးလူချမ်းနေဆိုကျေးဇူးပါပြင်ဖို့ပဲကုန်တော့မှာကဲနော်ကျွန်မစစ်ကောင်စီရဲ့ drone ကိုပြစ်ချနိုင်တဲ့နေရာဖြစ်ပါရဲ့နော်များများပြစ်ချနိုင်ပါစေနော်စွတောင်းပေးပါတယ် ဲနောက်တဲ့သတင်းဘုတ်ကတော့ကျွန်တော်တို့ချက်ရတဲ့ဘိုးကြီးညမျိုးစင်ပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်ဒီအင်္ဂလိပ်လူနေနိုင်ငံတကာတည်အောင်မြန်မာပြည်ရဲ့အခြေအနေတွေကိုတင်ပြနေတာတွေ့ရတာပေါ့နော်အဲ့တော့ဒီဗီဒီယိုကအင်္ဂလိပ်စကားပြောထားတာဖြစ်တဲ့အတွက်အာတချို့စင်မပြည်တဲ့လူရှိရင်လည်းကြော်သွားလိုက်ပေါ့နော်ဥစ္စာဖြစ်တဲ့ဆိုရင်လည်းစင်ပြည်လူရှိရင်လည်းနားထောင်ဖို့ပေါ့နော်အတိုးလေးကျွန်တော်ပြပေးပါမယ်နော် Distinguished International Delegates attending the ILO Director General and Governing Body meeting The current situation in our country Myanmar evolved daily airstrikes with 500 pound and 1000 pound bombs. Employers and employees are being killed and destroyed. Both employers and employees are fleeing from war. The entire economy is affected. In those past days, within the last 70 years, have been the worst period. over 10,000 workers and employers. Okay. ဒီလောက်ပဲကျွန်တော်ဖွင့်ပြလိုက်မယ်เนาะအဲ့တော့အရှိူကြည့်နေဆိုရင်တော့ဘုံညမျိုးစီရဲ့ page မှာသွားကြည့်လို့ရတယ်အခုပြောထားတဲ့အကြောင်းတွေကတော့ပေါင်900ဘုံတွေပေါင်1000ဘုံတွေကျေးတဲ့အတွက်ပြည်သူတွေဘယ်လိုထိခိုက်သေဆုံးနေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့တင်ပြနေတာဖြစ်ပါတယ်เนาะ Okay နောက်ထပ်သတင်းတူတစ်ပုဒ်ကတော့ဒီ NGO ကပေါ့เนาะ ကျွန်တော်တို့ရဲ့ဥဥယင်မုံကထုတ်ပြောလိုက်တဲ့သတင်းဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ PDF တက်မတော်ကိုဥဆောင်ဖို့အညာ PDF တက်မိုးတရားကျော်ကို KNY အကူအညီနဲ့မွေးထုတ်တယ်တဲ့။နောက်ပြီးတော့မဟာမိတ်အားလုံးနဲ့အတူတနင်္ဂနွေလုံးတိုင်းထားတဲ့ထူးစီဂျီတီရဲ့ဆင်နွှဲမယ်လို့ဥယင်မုံကပြောလိုက်တဲ့သတင်းပဲဖြစ်ပါတယ်နော်။တကယ်ပဲထူးခြားတဲ့သတင်းဖြစ်ပါတယ်။ဒါကတော့အခုချိန်မှာဆိုရင်အတိအတိုင်းပဲအချက်မဲ့မင်းအောင်လိုင်းကိုအပြုတ်ဖြုတ်မယ်ဆိုရင်ဒီဒီစောဒန်လည်းကျွန်တော်ကြားပြီးသားဖြစ်တယ်ပေါ့နော်။အခုချိန်မှာဆိုရင် UNG ကလည်းအချိန်ကြိုက်ဒီလိုမျိုးထွက်လာတာဖြစ်ပါတယ်နော်။အဲ့တော့မကြခင်မှာတော့ဒီကြီးမားတဲ့ထူးစီဂျီတီကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်ဆက်ထားတဲ့သတင်းဗီဒီယိုလေးနားထောင်ကြည့်လောက်နော်ကိုဦးဆောင်မို့အညာ PDF တမူကောင်းရာကျော်ကိုကချင်လွတ်မြောက်ရေးတမတော် KIA အကူအညီနဲ့ငွေထုတ်နိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NGO ကာကွယ်ရေးဝန်ကြီးဌာန MOD ပြည်ထောင်စုဝန်ကြီးဦးမြင့်မော်ကပြောပါတယ် ပြီးခဲ့တဲ့မလာရှိရက်ကအယူဂျီအုတ်ချုပ်ရေးနယ်မြေတနေရာမှာကျင်းမပြုလုပ်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PD ရဲ့တင်မြင့်ဆောင်2024တပ်မှုတင်နန်းဆင်ပွဲကိုပေးပို့တဲ့တဝင်လွှာမှာဥယျာဉ်မွန်ကအခုလိုထည့်သွင်းပြောကြားခဲ့တာပါဒီကနေ့ဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်တန်းဟာ၄နှစ်ပြည့်ဖို့လာပိုင်းသာလိုတော့တဲ့ဒီအချိန်မှာ PD ရဲ့တပ်မတော်ကိုဦးဆောင်ပြီး အဆင့်ဆင့်သောတော်လိုင်းရေးတာဝန်ကိုထမ်းဆောင်မဲ့တက်မူးကောင်းတွေငါတို့တက်မတော်မှာပေါ်ထွက်ခဲ့ပြီဖြစ်တယ်လို့ယုံကြည်တယ်လို့ဥယျံမွန်ကဆိုပါတယ်။တက်မူးကောင်းမှတက်ကောင်းပဲဆိုတဲ့ဆိုယိုစကားလည်းရှိတာမို့တက်မတော်တရဲ့တိစောက်ဖို့အတွက်တက်မူးတွေရဲ့အခမ်းကဏ္ဍဘလောက်ကြီးမားသလဲဆိုတာအထူးပြောဖို့လိုမယ်မဟုတ်ဘူးလို့ဝန်ကြီးကဆိုပါတယ်။ UNG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တင်မြင်ဆောင်2024တမှုတင်နန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စေယုံချုပ်အစီအစဉ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးအညာရီသာစကိုင်းမကွေးနဲ့မန္တလေးတိုင်းက PDF 135ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒီတင်နန်းကို၃လကြာစာတွေးလက်တွေ့တင်ယူလေ့ကျင့်ခဲ့ရတယ်လို့ဆိုပါတယ်။ PDF ပကပရဲဘော်တွေ COC နှစ်ရက်ကိုတိုက်စွမ်းရေးအကောင်နဲ့ရဲဘော်တွေဖြည့်ရေးဟာ ငါတို့စဉ်ဆက်မပြတ်ဖော်ဆောင်ရမယ့်လုပ်ငန်းတာဝန်ဖြစ်တဲ့အခုဆိုရင်ရဲဘော်တို့ဟာဒီတာဝန်ကိုထမ်းဆောင်ဖို့အသင့်ဖြစ်နေပြီလို့နားလဲတဲ့တပ်မူးတွေရဲ့ဦးဆောင်မှု ကိုကျိုးစွန့်အနစ်နာခံမှုနဲ့တက်ကိုကောင်းတဲ့ကောင်းအောင် မာတဲ့မာအောင် တိစောက်ကြရမှာဖြစ်တယ်လို့တင်နန်းစင်းပွဲကိုပေးပို့တဲ့ဥယျာဉ်မွေရဲ့သဝင်လောင်းမှာဖော်ပြပါတယ်တမူးတင်နန်းအပတ်စဉ်တက်ဟာပြည်သူ့ကော်မတီတမတော်ကိုဥဆောင်ကုတ်ခဲ့မဲ့တမူးတွေကိုဝေးထုတ်တဲ့တင်နန်းဖြစ်တဲ့အတွက် အရေးကြီးတဲ့တင်နန်းတစ်ခုဖြစ်ခဲ့သလိုဒီတင်နန်းဖြစ်မြောက်ရေးအတွက်အကူအညီစီစဉ်ပေးခဲ့တဲ့အမတ်တစ်စစ်ဒေသမှုနဲ့တကွမဟာမိတ်ကချင်လူမျိုးရေးတပ်မတော် KIA ကတင်နန်းဆရာအရာရှိများကိုလည်း PDF စေယုံချုပ်အနေနဲ့ကျေးဇူးတင်မှတ်တမ်းတင်ရမှာဖြစ်တယ်လို့ဥယျာဉ်မွန်ကဆိုပါတယ်။ကဲဒါတော့နော် PDF တွေကိုဒီစစ်တိုင်းမှုတွေဖြစ်နှွေးထုတ်တဲ့အတင်းတန်းဖြစ်ပါရဲ့နော်တကယ်ပဲလီစာစရာကောင်းတယ်ဝမ်းသာစရာကောင်းပါရဲ့နော်ဒီမှာခေါင်းဆောင် ကောင်းတဲ့အများကြီးကိုမွေးထုတ်နိုင်မဲ့အခြေအနေမှာရှိပါရဲ့နော် ခုလိုမျိုး KIA လိုမျိုးပေါ့နော်တကယ်စုဖွဲ့မှုကောင်းပြီးတိုက်စွမ်းရည်ကောင်းတဲ့ဒီအဖွဲ့အစည်းတွေနဲ့တွားပြီးမှတင်ကြတဲ့အခါမှာတော့ပို့ပြီးတော့ပေါ့နော်စွမ်းရည်ထက်မြက်တဲ့ခေါင်းဆောင်ကောင်တွေအများကြီးဝေးထုတ်နိုင်မယ်လို့ယုံကြည်ပါတယ်ကဲနောက်ဖက်မှာတော့ကျွန်တော်တို့အာခတ်တက်တော့အေရအခုဆိုညောင်ကျိုးတိုက်နေပါတော့ညောင်ကျိုးလည်းရတဲ့အခြေအနေမှာရှိနေပြီအဲ့တော့ညောင်ကျိုးပြီးသွားရင်တော့တေချာပေါက်ကပါဆာဆက်ယုံတွေကိုတိမ့်တော့မှာဖြစ်ပါတယ်နော်အဲ့ဒီသတင်းလေးကိုကျွန်တော်တို့ကြည့်လာကပါဆာဆက်ယုံတွေအများဆုံးတရှိတဲ့ brown တက်နေနဲ့နီးကပ်လာပြီဖြစ်တဲ့အတွက်စစ်ကောင်စီကစစ်ရင်ရဖြစ်တင်းကခံစစ်ပြင်နေရပါတယ် ရောင်းတက်နေတဲ့ကညောင်ကျိုးစကန်းကိုအေအေဖွဲ့ကထိုးစစ်ဆင်လာချိန်မှာစစ်ကောင်စီတပ်ကတပ်မ89လောက်ခန့်တပ်တွေနဲ့စစ်မှုထမ်းတပ်သားတွေတီကိုပို့ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။မပို့လို့လည်းမရတော့ညောင်ကျိုးကြရင်ကမ္ဘာဆတ်စက်ယုံတွေကိုအေအေကရသွားမှာ။မတ်လ2ရက်နေ့ကတပ်မ89ကအင်ဒဂေါ်ထောက်ကျန်တဲ့မော်ဘီကတရင်လေးရင်ပို့တယ်။မတ်လ8ရက်မှာစကကတ1မင်းကုံတကကတ1တိုက်ကြီးနဲ့တကကတ6ကတပ်သားတွေတီကိုပို့တယ်လို့ရှင်းပြပါတယ်။ အာရခတ်တော်အေရဲ့ထိုးစစ်ဟာကပ္ပစ6ဒီရှိရာညောင်ချောက်ကြီးရွာနဲ့နီးကပ်လာတာကြောင့်ခန်းစစ်ပြင်ကအင်အားတိုးမြင့်နေတာလို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။တပ်ဖက်ကစကန်တွေတစ်ခုမီးတစ်ခုကျနေတော့ကပ္ပစစစ်ယုံတွေအတွက်အရန်ဆိုးရင်ပြီးတပ်ဖက်ကဒရုန်းတွေစစ်ကူအင်အားရောပို့တာအုပ်ချုပ်ရေးဘက်ကစားတောက်တာ ထောက်ပံ့တာပေးရတယ်။ညောင်ကျိုးမှာလက်ရှိတိုက်ပွဲဖြစ်နေတယ်။တပ်ဖက်က ODC အရာရှိတွေကျတာများတယ်လို့ပြောပါတယ်။အာရခတ်တော်အေရဲ့က တောင်ကုတ်ဗရောင်းယူလန်းကစစ်စခန်းတွေကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတည်းကထိုးစစ်ဆင်ခဲ့ပြီးလက်ရှိမှာ AA ကတောင်ပုံကြီးစခန်းပကံကွဲစခန်းမူတီတောင်စခန်းလက်တောင်ကုန်စခန်းတွေကိုရရှိထားပါတယ်ဒီလိုခြေနေတွေကြောင့်စစ်ကောင်စီဘက်ကကပ္ပဆာစစ်ရုံတွေရှိတဲ့ဗရောင်းတပ်တွေကိုဗမှုချုပ်တုံးကူတောင်ပုံပေးကအင်အားဖြည့်တင်းပြီးခံစစ်ပြင်ထားပါတယ် ပဲခူးတိုင်းအနောက်ချမ်းပတောင်မြို့နယ်ထဲမှာဆက်လက်နဲ့ပစ္စည်းထုတ်ယူကပ္ပစ3ကပ္ပစ5နဲ့ကပ္ပစ9တို့တရှိနေပါတယ်။အဲ့ဒါတိုင်းပဲကပ္ပစ7ကိုနေရတော့မကြခင်မှာတော့အေးလက်ထက်ကြောက်ရမယ့်အခြေအနေဖြစ်ပါရဲ့နော်။အဲ့တော့အေးတိုင်းရင်တော့ရမှာတေးကြတယ်ရအောင်လဲတိုက်မှာပေါ့နော်။ဒါဆိုကပ္ပစ7နဲ့တကယ်ရေးကြီးအတွက်ဒါ viewer နေရမှာနော်။တကယ်ရေးကြီးတဲ့ viewer နေနဲ့တိုက်မှာဖြစ်တဲ့အတွက်တော့မရရအောင်တော့တိုက်မှာဖြစ်ပါရဲ့နော်။အဲ့တော့မကြခင်ဝမ်းသာစေသတင်းကောင်းတွေကြားဖို့အခြေအနေရှိပါတယ်။ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့ကျွန်တော်တို့လေးစားတဲ့ဥကြော်ပေါ့နော်။အမဘာတွေပြောလိုက်လဲတစ်ချက်နားထောင်ကြည့်လာအောင်နော်။ နေကစစ်ကျုံမျိုးယူမျိုးယူကလာတဲ့ကောင်းကြီးမင်းမလိန်နဲ့မင်းမလိန်နဲ့အားလုံးသိတယ်နော်စစ်ကျုံနော်မျိုးယူကဆင်းသက်လာတဲ့အဲ့လူငယ်တွေကိုမေးတဲ့ခါကျတော့အဲ့လူငယ်တွေကလည်းဖြည့်တယ်ဗျာနော်ကျွန်တော်တို့လူငယ်တွေအတွက်အနာဂတ်အနာဂတ်တွေလဲဆောင်လာမယ်ဆိုတာယုံကြည်တာဟောအဲ့လေလူမဆူမစပါကြီးလည်းကောမိကလေအဲ့ရ ရှစ်ဆက်ချီရဆောက်ချိုးကြီး27မှာလာမချိုးနဲ့ပြောခဲ့တာအလကားမဟုတ်ဘူးရောမင်းမှတ်ထားဖို့ဟဲ့အောင်မင်းမုတ်ဆုံးမစပကီနဲ့အောင်မင်းနော်ရှစ်ဆက်ချီရဆောက်ချိုးကြီးဒီ27 27မှာလာမချိုးနဲ့နော်ပြည်သူတွေကကြွေးကြော်ထားပြီးသားဟန်လုံးမသားဟမ်ဒဲဆိုနော်ဂျင်းနေလိုက်မထဲနဲ့ရှစ်ဆက်ချီရဂျင်းနေအဲ့ဒါလိုက်မထဲနဲ့နော်မင်းအားလုံးဖြန့်ဝေပြီးပါဒီမအီလို့မုတ်ဆုံးမစပကီနဲ့အောင်မင်းသိအောင် 哎呀，我叫不你了，没时间喏，明个考了，我叫我叫了没考了，没时间喏。哎呀，好没说那讲，没路过那个长没经历的讲，过那个长过平你的讲，我讲，路年路人家来比赛了，把你再上哪来不？得平时吃亏，喏平时啊那些吃亏的啊，让小孩变哪咯，把你再上哪来不？没来米了，啦，你六秒的。 ဟေးအဲ့မေးတဲ့ကောင်ကအဖြီတဲ့ကောင်ကမအေးလိုးမျိုးတွေမင်းတို့မှတ်ထားအမနောင်တတွေတပွေးတပိုက်ကြီးတဲဆောင်လာတယ်မအေးလိုးတွေမင်းတို့သိအောင်ပြောပြတာကဲရှင်းရောနော်အဲ့တော့အကြမ်းမပြောင်းလိုက်ဒီရရှာပြန်လာတာဘာတွေတဲဆောင်လာလဲဆိုတော့နောင်တတွေတပွေးပိုက်ကြီးပဲတဲဆောင်လာတိကြပါရဲ့နော်မကြခင်နောင်တရမယ့်အကွက်တွေဖြစ်ပါတယ်အခုဆိုရင်ရရှာနဲ့တရုတ်ကိုရောင်းစားတဲ့အနေအထားတွေဖြစ်ပြီးတော့ဘာတွေရောင်းခဲ့လဲဆိုတာမသိဘူးနော်ပြည်သူတွေကအဲ့တော့ပြည်သူတွေသိတဲ့အချိန်ကျရင်တော့တော်တော်လေးကိုနောက်ကျတော့မယ့်အခြေအနေဖြစ်ပါတယ်အဲ့တော့အကြမ်းမပြောင်းလိုက်မပြုတ်ပြုတ်အောင်ဖြောက်ရမယ့်အခြေအနေဖြစ်ပါတယ်နော် ကဲတစ်ဖက်မှာလည်းကျွန်တော်တို့မြောက်ဝတီဘက်ကိုရောက်သွားကြည့်ရအောင်နော်အခုဆိုရင်ဒီရှီကိုကိုဒီဖြိုခွင်းမှုနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဒီကြားဖြန့်ခန်းရနေပါနော်ဒီကြံခဲ့တဲ့ IT PC တွေပေါ့နော်ကွန်ပျူတာတွေ laptop တွေဒီဖုန်းတွေကိုနော်တရုတ်နိုင်ငံကပြန် ပြီးတောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုချိန်မှာအာဒီသတင်းထွက်နေဖြစ်ပါနော်အဲ့ဒီသတင်းကိုကျွန်တော်အရင်နားထောင်ကြည့်အောင်နော်ဒါတော့လုပ်ငန်းခွင့် လုပ်ငန်းကိုလုပ်ငန်းကိုတေးလိုက်တာချက်ပြင်းတော့ဆောက်တယ်အဲ့ဒါဆောင်တာဒီလောကတော့ဒါတွေ့ရှိတယ်ဒါတကယ်လို့သိရှိရတယ်သိရှိရပြီးတော့ဒီဥစ္စာတွေကိုကျွန်တော်တို့ကအာကျွန်တော်နိုင်ငံအာဟုရှိရတယ်ဆိုပြုတ်ဆူရတော့ဒါသူတို့လွယ်သွေးကိုတောင်းဆိုထားတာဒါကျွန်တော်တို့ကပထမတော့မူလာတော့ကျွန်တော်မီဆိုပြက်စီတော့အဲ့ပေါ်မှာမှာတောင်းဆိုလို့ဆိုကျွန်တော်ဒါတွေထားရပြီးတော့မှာတောင်းဆိုလို့ဆိုရင်ဒါလေးကိုကျွန်တော်တို့ပို့ပြရအောင်ကဲနော်မီဆိုပြက်စီဖို့ကြံစီထားတယ်လို့ပြောရနော်အဲ့တော့ ဒီလိုမျိုးခိုင်းကြီးကြီးရဲ့လူတွေပေါ့နော်ဒီလိုမျိုးဒီဒါဆို data တွေအများကြီးရှိမှလည်းနော်အဲ့လို data တွေစုပ်ပြီးမှဖမ်းဆီးမယ်တော့မရှိဘူးနော်ဒီအချိန်မြန်ခိုင်းကောင်းဆောင်တွေဖြည့်ဆီးမယ်ဆိုကြတဲ့ကသူတို့ကမဟုတ်တော့မဟုတ်ဘူးနော်နည်းနည်းတော့မားနေတယ်လို့ဟုတ်လား this series ဟိုကဘယ်လောက်လောက်ရှိတယ်ခဏလေးပေါ့ဟောင်းလောက်ရှိတယ်ဟုတ်တယ်ဟောင်းလောက်ဒါဒါကျွန်တော်တို့ဟိုကိုကိုကိုအင်ဗီရာပေါ့နောက်ကတခြားတခြားမှလည်းဒီလိုမျိုးပုံနာတာရှိတယ်ဟုတ်ပြီ this series ရတော့ဘာတွေပါလဲဆိုတော့အမျိုးစားတွေဆိုတော့အဖုံပဲပေါ့ဘုလိုကောင်းတဲ့ကွန်ပျူတာအဲ့ဒီရှိနေတော့ဖုန်းကြည့်နေတာ ုံးလို့ကျွန်တော်ပြောရမှန်းနော်เนาะဒါသူတို့ရဲ့အသုံးပြတာလည်းဖုံးတယ်ဒါဒါဒါလည်းနည်းနည်းလေးနောက်ဆုတ်ပြပါဟိုသူတို့ရဲ့ဖုံးလို့တိမကဲကိုလည်းပြရပါအောင်အဲ့တော့ဒါဒါလေးကကျွန်တော်ပြန်အပ်ပြီးတော့ပစ္စည်းလေးပေါ့နော်။ဒါသူတို့သူတို့ကတော့သူတို့တက်ဆိုင်ရာလေးပညာသမားတွေကသူတို့တို့ပြန်စီစစ်ပြီးတော့မှဒီပုံမှာဘယ်လိုဆောင်ရွက်ထားရည်လဲဆိုတော့သူတို့လည်းကျွန်တော်လည်းအရှင်ကြမှာပဲပြန်တောင်းကြည့်ရမယ်အနေနဲ့ရှိတော့။ဘုံဘယ်နှလုံးအရှင်နေ အဲ့ဒီဘောကတော့ကျွန်တော်တိန်းလာတာလိုရထောင်စီရှိတယ်ဒါတော့ကျွန်တော်တို့အဲဟိုနေရာတစ်ခုပြပေးတာပေါ့နော်နေရာအများကြီးပြတဲ့အချိန်အချိန်ကိုငဲ့ကြတော့ပြကျွန်တော်တို့လည်းလည်းပြန်ပြီးတော့ဟိုနေရာတစ်ခုလေးကိုကျွန်တော်ပြပေးတာဒါချစ်ပေးထားတဲ့အောက်ဘူးလေးပဲဟုတ်ကဲ့ဒီဒီပစ္စည်းတွေကဒီရွှေကိုမြို့ထဲမှာပဲရှာဖလိုရတဲ့ဟာလေအခြားနေရာပါလားအခြားနေရာရှိတည်တယ်ကြီးအခြားဟိုသူ့နေသူ့နေမှာကိုတို့ကတမတ်ရတစ်ခုရှိတယ်တမတ်ရတစ်ခုမှာကပစ္စည်းတွေအကုန်လုံး ။နေကလုံးပြန်စုစုပြီးတော့မှကိုလုံးကထုတ်ပူပြီးတော့မှကိုလုံးစနစ်တကျလွှဲပေးရမှာဖြစ်တယ်။ကဲနော်တရုတ်ကိုလွှဲရအောင်စနစ်တကျလွှဲပေးရမှာလေ။အဲ့တော့ကိုနိုင်ငံတော်ကိုရှိသူကလည်းစေကိုလုံးတရုတ်နိုင်ငံကိုပြန်လွှဲပေးရမှာ။ကျွန်တော်တို့မတားခဏပြောပြီးတာပဲ။နော်ဒီကြားဖြတ်အထူးနှိမ်နေတပ်ဖွဲ့ရကျွန်တော်တို့ဘယ်တော့ခံမှာကိုယ်ပြောက်သွားမှာမဟုတ်တယ်လို့လုပ်ငန်းရပ်တန့်သွားတယ်လည်းရှိမှာမဟုတ်ဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ရှေ့ဆက်လုပ်ကြရှိတဲ့လို့ကျွန်တော်တို့ဆက်လုပ်သွားမှာ။နှုတ်ရင်လည်း အားလုံးကတော့ကျွန်တော်တို့ကိုလိမ့်နေတယ်လို့ပဲယူဆပါမှာကျွန်တော်တို့ကဒီကိစ္စတွေမှာပါဝင်ပတ်သက်ပြန်မရှိတော့ဒီလိုကတော့ချက်လက်တွေကိုဖိရမရှိဘူးဘာကနေလဲဆိုတာကိုကျွန်တော်တို့ကမသိတဲ့အခါကျတော့ဒီကွန်ပျူတာကြီးကိုကျွန်တော်တို့ကြည့်လဲအဲမှာသူတို့ဘယ်လိုလုပ်ငန်းမျိုးလုပ်နေလဲဆိုတာကျွန်တော်တို့မစီစစ်နိုင်ဘူးဒါကိုနားလေတက်ကြွနဲ့ပညာရှင်တွေဆက်ဆွေးနွေးမှာဖြစ်တော့အဲ့တော့ကုလိုဘက်ကလည်းကုလိုဘက်ကရှင်းရှင်းလင်းလင်းလုပ်တာပြီးတော့ပြောတာသူတို့ကသူတို့ကြားကြလောက်စစ်ဆေးပါသေးဆိုတော့သူတို့အပ်ပြီးမှာကဲပါပြီးတော့နော် ီ data တွေကတကယ်ဆိုတကယ်တန်ဖိုးရှိတဲ့ဟာတွေပေါ့နော်ဒီ data ချက်လက်တွေစစ်ဆေးပြီးရင်ဘသူကခေါင်းဆောင်လဲဘလို့လဲဘာညာလိုက်လို့ရတဲ့ဟာတွေပေါ့နော်ဒါမျိုးတွေကိုတရုတ်ကအခုချိန်မှာပြန်ပြီးတောင်းလိုက်တယ်ဆိုတော့တေချာတဲ့ဒီမှာတရုတ်တူတူလီတွေပေါ့နော်ဒီထောက်လိုင်းအဖွဲ့တွေရှိနေပြီဒီထဲမှာလဲပေါ့နော်ဒါမျိုးတွေအတွက်နှုတ်အာဒီပိတ်အောင်လို့ပေါ့နော်ဒီအစနာပြောက်သွားအောင်လုပ်လာလာတော့မသိဘူးပေါ့နော်။ဘာပဲပြောခုလိုမျိုးတရုတ်ကိုတော့မှတိတိကျကျပါကင်ပေးပြီးလွှဲရတဲ့အဆင့်ဆိုတော့ကဲဒီတဲ့နဲ့ပတ်သက်ပြီးပြောထားတဲ့ကြုံမြင့်ပြီးတော့နားထောင်ကြည့်လောက်နော်။နောက်ဆက်မယ်ဒီလိုခေါ်ရတယ်။ဒါတွေဆက်ဆက်နေရပေါ့နော်။ဒါပေမဲ့လည်းဒီလိုဒဲအီတော့ပြောလို့မရဘူး။ ပြီးတော့ဒီလိုခေါ်သားပြီးတဲ့နောက်မှာတရုတ်ကဒီလူတွေကိုကိုကန်တွေကိုလာရှုပ်ရနေသို့မဟုတ်ပြန်ဆုတ်ဖို့ကိုကန်ဒေသစီပြန်ဆုတ်ဖို့များပြောမှလာဒါမှမဟုတ်တရရလိုင်းများဆွတ်တင်မှလာကျွန်တော်ကျွန်တော်အဲ့ဒါစိုးရင်ရတယ်ဘာလို့မှမသိဘူးလေနော်အဲ့တော့လောလောဆယ်တော့ကိုကန်ဒေသမှာအရေးကြီးဆုံး all all over ရှိတော့ဖုန်အင်းဝန်ဆိုတာတယောက်ရှိတယ်ဖုန်အင်းဝန်ဆိုတာပါလားအဲ့တယောက်ကတော်တော်လေးကိုသူကအဓိကလူလူကြားတယ်အဲ့ကိုကန်စီးဥစီရုပ်တွေအကုန်လုံးအကီးပဲဖုန်ဒါရှင်းအဲ့လိုမဟုတ်တော့ဘူးအဲ့တကယ်ပါဖြစ်နေတာဖုန်အင်းဝန်ဆိုတာပါလားအဲ့တယောက်ကတကယ်ဝါတဲ့နော်အဲ့အဲ့တယောက်က အဲ့ဒီကတည်းကကီးသူ့ကိုထိန်းထားနိုင်ဂိုကန်တကူလုံးထိန်းထားနိုင်တယ်အတူတူပဲဆိုတော့ခက်တာသူ့ဘာပါသွားမလားမပါဘူးလားစောင့်ကြည့်ရမယ်နောက်တစ်ခါလာရှိုးကနေပြီးတော့ဂိုကန်နေပြန်ဆုတ်နေပြီဆိုတဲ့တရင်တွေလည်းစကြားတယ်အခုဟိုပါပဲကား9စီးနဲ့ပြီးခဲ့တဲ့ရက်ကသိန်းကြီးကိုဟိုက်ဘက်ကိုပြန်ထုတ်သွားတယ်ကား9စီးနဲ့ဂိုကန်နေထုတ်သွားတယ်လို့ကြားတယ်အဲ့ဒါလေးလည်းကြားတယ်ဒါပေမဲ့လည်းတစ်ချိန်တည်းမှာပဲလာရှိုးမှာကြံချင်းပါအောင်မယ်ဆိုတော့ကြည့်ရတာဂိုကန်နေကသူတို့ပြန်ဆုတ်ဖို့ပြင်တဲ့ချိန်မှာတချို့သောကိစ္စတွေမှာ activity တွေလုပ်ခဲ့ပြီးတော့မှအသားလေးတစ်ဖြည်းဖြည်းချင်းဆုတ်နေတဲ့သဘောလားဒါကိုလည်းကျွန်တော်မေးခွန်းထုတ်ရမှာပေါ့နော်ဘာတွေ လှုပ်ရှားနေလေတော့ကျွန်တော်မသိဘူးကိုကန်နေရဒီရပိုင်းလှုပ်ရှားနေမှုရထူးခြားနေတယ်ထူးခြားနေတယ်ပေါ့နော်နောက်တစ်ခုကတီဘောဘက်ကကိုကန်နေရလဲအဲ့ဒီသိန်းဒီဘက်ကိုဆုတ်နေတယ်လို့တရင်ထွက်တယ်နော်တီဘောဘက်ကကိုကန်သိန်းဒီဘက်ကိုဆုတ်တယ်လို့ကြွားတယ်ဆိုတော့အကုန်လုံးကကိုကန်နေကနောက်ကိုပြန်ဆုတ်ပြီးကွန်းလုံနာအထိသူတို့ပြန်ဆုတ်ကြမှာလားဆိုတဲ့မေးခွန်းတွေကျွန်တော်တို့မှာရှိလာတယ်ဆိုတော့တကယ်တမ်းတက်ကပြန်ဆိုကိုကန်တက်တွေပြန်ဆုတ်မယ်ဆိုရင်လာရှိုးကိုဘယ်သူဝင်လာမလဲလာရှိုးရဲ့ဒီ vacant ပေါ့လေဟာနေကြီးတွေကိုဝါတွေဝင်လာမှာလားပလောင်တွေဝင်လာမှာလားစစ်တပ်ကဝင်မှာလားဆိုတော့မေးခွန်းအဲ့တော့အဲ့ဒီထက်မှကြံနေခဲ့တဲ့ နော်ကိုကန့်ဝတ်စုံတဲ့ PDF တွေရောဟိုဘာလို့လက်ချက်နဲ့အသက်ထွက်မလဲတော့မသိဘူးပြဿနာဘလို့ဖြေဦးမလဲမသိဘူးအဲ့တော့ကိုလာရှိုးမှာနောက်ထပ်အသေးစားတိုက်ပွဲတွေနဲ့မြို့ကိုဘယ်သူရမလဲဆိုတော့ပလောင်နဲ့ဝါနဲ့စစ်တပ်နဲ့၃ပွင့်ဆိုင်ပြီးတော့ကြံခဲ့မှာလားကိုကန့်ထောက်ထားတဲ့ခါမှာ၃ပွင့်ဆိုင်ချတာဘူးမလားဆိုတော့မေကွန်လည်းအဲရှိနေတယ်တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စတွေဖြစ်နေပြီနောက်တစ်ခုကပလောင်တွေရဲ့ဒီမိုးကုံမှာမြို့ကန်မြို့ဆောင်တက် လုံးမဲ့ကိစ္စကိုလေမြို့ကန်တွေကတော်တော်လေးကတော်တော်လေးတော့လက်ခုပ်တီးပြီးပျော်နေကြတယ်လို့ကြားတယ်ကျွန်တော်ကြွေးတာ တပြေပန်းနေနဲ့ဂျိုးခဲ့ကြတယ်မလားအခုတော့မှတ်ပလားမျိုးဆောင်ဆိုပြီးတော့အကုန်လုံးတရင်တယောက်ဆိုလဲဆိုတော့အကုန်လုံးအခုကြမှာမလုပ်ပါနဲ့ဒါမရိုက်နဲ့ဒါမလုပ်သင်အခုမှအတန်တိတ်နဲ့တိုးတိုးကြီးကြီးနဲ့မကျေနပ်ဘူးတွေထပြောကုန်ပြီအဲ့ဒါကိုယ်တိုင်နဲ့ကိုယ်ကံမယ်ကိုခေါ်ရဲအဲ့ဒါချက်ဖို့အဖွဲ့လဲလို့ပဲနော်အားပေးခဲ့တာအခုဆိုသူတို့လည်းရွာနေလေနေပြီနော်အစိမ့်အဖွဲ့တွေဖဲရမလားခံ냐အဲ့လိုကျွန်တော်တို့ခံ냐အခုအခုတကယ်အတိုင်းသွားမှာအခုပလောင်တွေကသူတို့ယူခဲ့တဲ့မြို့တွေတချို့တွေလည်းအဲ့တိုင်းပဲမြို့ကန်စားမြို့ဆောင်မြို့ကန်တက်တွေကိုထားခဲ့ပြီးတော့သူကတဖြည်းဖြည်းသူတို့ရဲ့အဓိကအဓိကအင်အားကိုအဓိကနေရာတွေပြန်ဆုတ်မှာ ကိုကိုကလည်းအဲ့ဒီတိုင်းပြန်ဆုပ်နေတဲ့ဘောတွေ့ရတယ်ဆိုတော့အဲ့ဒီလွတ်နေတဲ့ဇေကံဖြစ်သွားတဲ့နေရာတွေအကုန်လုံးကိုတက်ကဝင်ထိန်းနိုင်မှာလားဆိုတော့မေးခွန်းကိုပဲကျွန်တော်ကကြည့်ရမှာဆိုတော့တက်မတော်အနေနဲ့ဘာလို့ပြင်ဆင်နေပြီလဲတက်မတော်ဘာဆက်လုပ်မှာလဲဆိုတော့မေးခွန်းလည်းကျွန်တော်စောင့်ကြည့်မယ်အဲ့တော့ဟိုရှမ်းမြောက်ကတော့ဒီပိုင်းနေနေလှုပ်လှုပ်လေးဖြစ်နေတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ပြောရင်းနဲ့ဒီလိုတော့ဒါတော့ပါပဲအားလုံးပဲကိုရင်းစားသိရှိပါ ကဲဒါတော့ကျော်ပြင်းတုတ်တက်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါရင်နော်အဲ့တော့ချမ်းမြောက်ပါတို့1027တတိယလိုက်မြပြန်ရောက်လာမလားဆိုပြီးလဲကြောက်နေရတဲ့အနေအထားဖြစ်ပါရင်နော်အဲ့တော့သူကိုယ်တိုင်ပြောတာဖြစ်တယ်အဲ့တော့ဒီကိစ္စလေးတွေကနည်း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 တော့ဗောနော်ထူးတော့ထူးဆန်းတယ်ဗောနော်ဘလို့ဖြစ်လာမလဲတော့မသိဘူးကဲနောက်ဆုံးပါဗောနော်အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီကာကွယ်ရေးတပ်ဖွဲ့တွေအဖွဲ့အစည်းတွေကဗောနော်အုပ်ကြီးတွေကိုစီမံချက်နဲ့ရှင်းတာနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ဆယ်လမစ်ကျော်ရဲ့ဗီဒီယိုတိုးလို့နားအောင်ကြည့်လာနော်အချက်ပဲဖက်စစ်တက်ကခန့်ထားတဲ့အုတ်ချုပ်ရေးမှုစစ်တက်တောက်တိုင်းကိုတော်လိုင်းတပ်ဖွဲ့တွေက တရဇက်တရဇက်တစ်တန်ခတ်နိုင်ခဲ့ပါကျွန်တော်တို့စောအောင်ချက်ပုံနေပါတယ်ကျွန်တော်နဲ့တူပြည်သူလူလူကြည့်ရှုတဲ့ပြည်သူလူလူတိမ့်တဲ့ချီဟာအခုဆိုရင်တော်လန်ရေးကိုထိမ့်ညှို့ညွန်ကြားပဲ့ပြင်ဆောက်ရှော့နိုင်တဲ့အခြေအနေမျိုးကိုရရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြောတာကြောင့်လောက်တာမျိုးလို့တော့တသမတဲ့အာယူဆလို့မရပါပဲကျွန်တော်တို့ တိုက်နှုံးစောချက်လေးအနေငယ်ပါဝင်နေလို့တော့ခံစားမိပါတယ်။ဒါကြောင့်မို့ရကွက်အုပ်ချုပ်ရေးမှုတွေကိုတိုင်ရင်တက်ဖွဲ့တွေကတရဇက်တက်ရှာနေချီတိုင်ရင်တက်ဖွဲ့ပေါင်းရှာနေချီဟာလှူရှားထူးတက်ဖွဲ့တွေဖွဲ့ပြီးတိဆတ်နေမြေတွေကရကွက်အုပ်ချုပ်မှုတွေကိုရှင်းကြအပြစ်တဲ့ခတ်ကြလို့တိုင်နှုံးစောပြီးပါတာယာဝိခိုင်မှာရကွက်အုပ်ချုပ်ရေးရန်ရလုံးဝပျက်စီးသွားလောက်အောင်ဖပြေးတိတ်ဆောင်နေရတဲ့နှုတ်ထွက်တာတွေဖြစ်တယ် စစ်တပ်တွေသွားပြီးနေရတယ်အုတ်ချိုရန်ညာရက်တက်သွားတဲ့အချိန်ဤထိရောက်ခဲ့ပါတယ်မေယုံမရှိနဲ့တာဝရီခိုင်နဲ့လမ်းမိတ်ကြည့်လိုက်အဲ့တော့စစ်တပ်ဟာသူ့အုတ်ချိုရန်ညာရက်ကအုတ်ချိုရေးစနစ်ပြိုပြတ်သွားရင်လဲပတ်လို့မရမှန်းသိတဲ့အတွက်ပြူစောထိတွေကိုလက်နဲ့တတ်ဆင်ပေးပြီးတတ်တော်သောအဖြစ်ထားရင်မြို့နယ်ထွေထွေအုတ်ချိုဤဦးစီးဌာနကလူကြီးရဲ့စင်းတွေတောင်းခံပြီးတော့လက်နဲ့တတ်ဆင်ပေးမယ်လို့သိရတယ် အခုဆိုရင်စစ်မှုထမ်းပေါ်တာဆွဲပြန်ပေးဆွဲဖို့ငွေကောက်တာတော့ခေပေးနေပဲလွဲခိုင်းပါတယ်လူအတွေ့မခံနိုင်တဲ့အခြေအနေပါစစ်တပ်ထဲမှာပွားပုံးနေရပါတယ်အဲ့တော့ဒီစော်ဒီကိုတနပ်ပြစ်တင်နန်းပေးမယ်နော်တနပ်ပြစ်တင်နန်းပေးအုပ်ချုပ်ရေးမှုတွေကိုတတ်တော်ဆောင်လုပ်ခိုင်းပေးလို့ဆိုပါတယ်အချင်းချင်းလဲခွတ်ဆောင်ခုတ်ကြပါလိမ့်မယ်သိမ့်မကြပါ ဆိုတော့ဒီလုပ်ငန်းစဉ်ကိုဆက်အကောင့်ထဲကဲဒါတော့ဆရာလမကျော်ဒီအုပ်ကြီးတွေပေါ့နော်စုံမဖို့ပြောထားတဲ့သတင်းလေးဖြစ်ပါတယ်နော်ကဲဒီရဲ့ဘိုင်းမှာပေါ့နော်အချက်မစစ်ကောင်စီမင်းအွန်လိုင်းကိုဒီထောက်ပံ့ပေးနေတဲ့ရုရှားကိုပေါ့နော်အခုချိန်မှာဆိုရင် UNG ကပြပြသားသားပြောလိုက်တဲ့စကားရှိပါတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတုံ့တက်ထားတဲ့ကိုစီးပြီးလို့ဖိုင်နောက်အောင်ကြည့်လောက်နော်တဘောတူညီချက်လုပ်ငန်းတဘောတူညီချက်ဆယ်ချက်ဆိုပြီးလက်မှတ်ရေးထိုးတာလည်းသူတို့ဘက်ကအားရဝမ်းတာလည်းပြောနေကြတဲ့အတန်အားလုံးတမ်းပါပါ တကယ်တော့အဲ့ဓာတွေအားလုံးဟာတော်လန်ရေးပြီးတာလေလုံးဝအကျုံးမဝင်ဘူးဒီဟာတွေအားလုံးကိုလုံးဝအာမမခံဘူးလို့ IMG ဘက်ကလည်းကြေညာလိုက်တယ်တကယ်လဲဒီဟာမှတ်ကန်ပါလားဘာဖြစ်လို့လက်ရှိအချိန်ဒီမင်းအောင်နိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းအဖွဲ့ကိုမြန်မာနိုင်ငံရဲ့ဒါအစိုးရပါလို့မတက်မထားဘူးကဘာဒုတိယအချက်ကလက်ရှိအချိန်မှာမြန်မာနိုင်ငံဒီအစိုးရနှစ်ဖွဲ့ဖြစ်နေတဲ့အနေအထားဖြစ်နေအာဏာသိမ်းထားတဲ့အစိုးရဖွဲ့နဲ့အာဏာသိမ်းခံထားရတဲ့တော်လှန်ရေးအစိုးရဖွဲ့အဲ့တော့အဲ့ဒီနှစ်ခုကြားမှာ အခုလိုမျိုးအချောင်ရမလားလို့နော်ကျွန်ရောင်းစားတဲ့ဟာတွေကအဆောက်ကိုစဉ်းစားပြရရင်တော့ဒီလက်မှတ်ထိုးဘက်မှာမင်းအောင်နိုင်ထောက်ခံတဲ့ဘူပတိကိုမတိအောက်တန်းစားတွေကအာတိုင်းပြည်အတွက်ဘလို့ကောင်းအောင်လုပ်ခဲ့တာအဲ့ထဲမှာကျွန်ရောင်းစားတာပါအဲ့ဒါတော့မြန်မာပြည်ရဲ့လှုပ်ရှားတွေ result စေလို့မဆိုအဲ့ဒါကျွန်ရောင်းစားတာဒေါ်အောင်ဆန်းစုကြည်လက်ထက်ကထိုင်းအောင်လာတယ်ထိုင်းမှာတွေ့နေအခုပုံစံတော့မဟုတ်ဘူးเนาะအိတ်ခက်ကထိုင်းမှာအများကြီးခွင့်ရရသေးတယ်အခုလိုမျိုးမြန်မာတွေကိုနှိတ်ခုတ်ခံထိရတဲ့အနေထားမရောက်သေးဘူးဒါပေမဲ့အဲ့ဒီအချိန်ရအောင်ဒေါ်အောင်ဆန်းစုကြည်ကသူ့ဝင်ကြီးဘွဲ့ကိုပါပြောတယ် ကျမနိုင်ငံသားတွေကျမပြန်ခေါ်ချင်တယ်ဘာလို့ကမလဲတဲ့အဲ့ဒါတိုင်းပြည်ကိုထားတဲ့ခေါင်းဆောင်တယောက်ရဲ့စိတ်ဓာတ်မင်းအောင်နိုင်ရစားသွားတယ်နော်အလုတ်ကမိုင်းရောင်းစားပေးခဲ့တယ်လက်မှတ်ထိုးပြီးတော့အလုတ်ကမားဆိုတာရှင်းရှင်းသွားရင်တို့နိုင်ငံခေါင်းစားဖို့တဲ့မြန်မာပြည်ကကျွန်ရောင်းစားတာတူတူပဲဟုတ်တယ်ကျွန်တော်အမြဲပြောသလိုပေါ့62ကနေ88ထိနေဝင်ဟာနော်ဒီမြန်မာရဲ့ကြံ့ွေတန်ဖိုးတွေစစ်စလမ်းမှန်လဲထားတဲ့ရွှေနဲ့တန်ချိန်တူလဲထားတဲ့ဒီမြန်မာပတ်စံတွေတန်ဖိုးရှိတဲ့မြန်မာပတ်စံတွေအပါအဝင် မြေပေါ်မှာရှိတဲ့တယံဇာတာအလုံးကိုမောင်ပိုင်အုပ်ပြီးမျိုးစို့လက်ဝဲကြီးအုပ်ဝဲကြတယ်။နေဝင်းကောင်းဆောင်တဲ့အဖွဲ့ရ။ရှင်းသချင်းနောက်ပိုင်းမှာတန်းရွှေတို့စောမောင်တို့ခင်ညို့တို့အဖွဲ့ကမြေအောက်မှာရှိတဲ့တယံဇာတာတွေအလုံးကိုအဝီသီးပြောင်တူပြီးတော့မျိုးစို့ဝါကြတယ်။ဟောတော့ကချင်မှာကြီးလိုက်ပါအောက်ကိုဘလောက်နဲ့တွားပြီးလေတူထားတိုင်းပြည်တော်ရှိတဲ့တစ်တော်အကုန်ကုန်သွားတယ်။နော်အဲ့တော့အခုမင်းအောင်နိုင်တက်လာပြီ။အကယ်၍မင်းအောင်နိုင်လက်ထက်ကြရင်မင်းအောင်နိုင်နဲ့နိုင်ဝါကြီးဘာလုပ်မလဲ။ ြန်မာပြည်မှာရောင်းစားစရာမြေကြီးကြံနေတယ်ပြီးလို့ရှိရင်လူသားချင်းနဲ့ကြံအဲ့ဒီမြန်မာပြည်မှာရှိတဲ့မြေကြီးကိုရောင်းစားမယ်ပြီးလို့ရှိရင်လူသားတွေကိုကြုံခံခိုင်းပြီးတော့ရောင်းစားမယ်အခုလက်ရှိချိန်ထိမြန်မာကြက်ငွေဘာကြောင့်တန်ဖိုးမကျရလဲပြည်ပထွက်နေတဲ့လူတွေရဲ့အားလုံးရဲ့လောက်အားခါတွေပို့နေလို့မြန်မာကြက်ငွေရဲ့တလောက်ကြီးတောင်းခံထားနိုင်တယ်အဲ့တော့မင်းအောင်နိုင်လာနိုင်ဝါကြီးနံပါတ်1မြေကြီးရောင်းစားမှုဆိုတာတရုတ်မြစ်စုံစီမံကိန်းချက်ချင်းပေါ်လာတယ် ပိုလန်မှာချက်ချင်းဖောက်လိုက်တယ်မြန်မာတနိုင်ငံလုံးကိုခါလိုက်ကောင်ဖြတ်ပြီးတော့ပိုလန်မှာဖောက်မယ်အဲ့ဒီပိုလန်မှာပောက်သွားတာလည်းတရုတ်တန်းတဲ့ခြီကမြန်မာပြည်ထဲဝင်လာပြီးတော့အကောင်လုံးရင်းနှီးမြှုပ်နှံပြီးတော့တထေးဘွက်ခံတာအဲ့တော့မြန်မာတွေကအဲ့ဒီတရုတ်တွေခြီမှာကျုံပြန်ခံရပြီးတော့နောက်ဆုံးအဆင့်ကျရင်နိုင်ငံပျောက်မဲ့အဆင့်ဖြစ်မှာမယုံကြည်လိုက်အဲ့တော့ကျွန်တော်တို့ကဒလုံကောင်မျိုးတွေကိုဘာလို့လက်ခံထားရမှာလဲနော်အခုဒီရက်ဆာမှာမင်းအောင်လက်မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်လို့ဒီမှာဒရင်းမှာတင်ထားတယ် နိုင်ငံတိုင်း MG နိုင်ငံတိုင်းဝန်ကြီးဒေါ်စင်မောင်ကိုပါပြောလို့ဆိုတော့ကျွန်တော်တင်ဖတ်ပြပါမယ်ကဲဒါကတော့ကိုစီရဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ဒီအကြမ်းမင်းအောင်လိုင်ကဒီရုရှားနဲ့သဘောတူခဲ့တဲ့လုပ်ငန်းတွေပေါ့နော်အများကြီးရှိတယ်ပေါ့နော်ဒါတွေကို UNG ကသဘောမတူပါဘူးတွန်လိုင်းပြီးသွားရင်ဒါတွေကဒီအစိုးရနဲ့မဆိုင်ပါဘူးဆိုတော့ကြုံညာလိုက်တဲ့ဟာဖြစ်ပါတယ်နော်ဒါကတကယ်ပဲကောင်းတဲ့ဟာဖြစ်တယ်အခုအကြမ်းမင်းအောင်လိုင်ဘလောက်ပဲကြုံညာကြုံညာဒီ ဥစ္စာပေါ့နော်တော်လိုင်းပြီးသွားတယ်ဆိုရင်ဒါတွေကလုံးဝပြည့်ပြည့်သွားမယ်ဆိုတဲ့ဟာဘူးနော်အဲ့တော့အခုချိန်မှာဆိုရင်ရုရှားကဘယ်လိုပဲမရောက်လည်းနဲ့ပေါင်းပေါင်းပေါ့နော်တော်လိုင်းပြီးသွားတဲ့တနည်းကတော့သူ့ရဲ့ရင်းနှီးတဲ့ဟာတွေအားလုံးကတော့ရေစုံမျောသွားမှာဖြစ်တယ်ဆိုတာသိကြနေပါတယ်နော်โอเคကျွန်တော်မနက်ပိုင်းသတင်းတင်ဆက်မှုဗီဒီယိုလေးဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးတဲ့မိဘပြည်သူရောက်စီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှန်းခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလှုပ်ဆောင်သမျှအရာအားလုံးမှာအောင်မြင်ကြပါစေတွားလျာမှာဘေးကင်းကြပါစေအချက်ဖက်မရောက်လာရင်စစ်ပြရနေလဲကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ